မင်္ဂလာပါရှင်မနေ့ကနိုဝင်ဘာ15ရက်ညပိုင်းမှာတင်ဆက်ပေးတဲ့မြန်မာနယ်ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးအနေနဲ့မြန်မာပြည်တွင်းထဲကသတင်းအကြောင်းအရာတချို့ကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်အာနာသိန်းစကောက်စီဟာချင်းပြည်နယ်ဖလန်းမြို့နယ်ကိုပြန်လည်စိုးမွနိုင်ဖို့အင်အားအလုံးအရင်သုံးပြီးစစ်ကြောင်းထိုးနေတယ်လို့ချင်းပြည်နယ်တာဝန်ရှိသူတွေဖြစ်တဲ့ဆလိုင်းတင်မီကပြောပါတယ်ဒီနေ့နိုဝင်ဘာလ15ရက်နေ့မှာကျင်းပတဲ့ ချင်းကျင်အောင်ရန်ပုံငွေရှောက်ပွေပွဲမှာဆလိုင်းတင်မီကချင်းပြည်နယ်အတွင်းကအစီအရေးအခြေအနေတွေကိုအခုလိုအသိပေးကြတာပါလက်ရှိမြေပြင်အခြေအနေဟာရောနယ်စကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့မှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကိုခုခံနေရတဲ့အခြေအနေဖြစ်တယ်လို့သူကဆိုပါတယ်ဖလန်းမြို့နယ်ဘက်မှာစစ်ရေးတင်းမာပြီးစစ်တပ်ကအင်အားသုံးစကြောင်းထိုးနေတယ်လို့လည်းဆလိုင်းတင်မီကပြောတာပါမြို့ကိုသိမ်းနိုင်တဲ့အခြေအနေရှိထားပြီဖြစ်လို့လက်မလွတ်ရရည်အတွက်အခုခံဖို့လိုအပ်တယ်လို့သူကဆက်ပြောတာပါ တိုက်ပွဲတွေကြောင့်ချင်းတောင်ကအလက်ရှိအေးအေးတန်းကြောင်းမှာပြည်သူတွေလည်းဆစ်ဆောင်နေရတယ်လို့ဆိုပါတယ်။ချင်းပြည်လွတ်မြောက်ရေးဟာအခြားပြည်နယ်နဲ့တိုင်းတွေအတွက်လွတ်မြောက်ရေးလမ်းစာလည်းဖြစ်တယ်လို့ယောဂကွေတက် YDF စစ်ရုံးချုပ်ကတပ်ဖွဲ့ဝင်ဇွဲမှန်ဟင်းကပြောပါတယ်ရှင်။မန္တလေးတိုင်းစင်ကူးမြို့နယ်တွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်6ရက်တာအတွင်းအရက်သား9ရောက်တိတ်ဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စင်ကူးမြို့နယ်မှာနိုဝင်ဘာလ9ရက်ကနေ12ရက်အထိ6ရက်တာအတွင်း အရက်သား၉ရောက်တိတ်ဆုံးကြတာကိုဒေသခံတွေကတဆင့် People's Wing ကအောက်ယူရရှိထားတာပါစစ်ကောင်စီအားစင်ကူမျိုးနယ်တဲကဆစ်ဆောင်စကန်တွေကိုလေကြောင်းတက်ခိုက်တာဖြစ်ပြီးအထိတက်ခိုက်မှုတွေမှာအရက်သားတွေတိတ်ဆုံးမှုရှိကြတာပါဒီနေ့မနက်ပိုင်းမှာလည်းလေကြောင်းကနေတက်ခိုက်မှုရှိကြတယ်လို့ဒေသခံတူကပြောပါတယ်ဆစ်ဆောင်တွေကတေမဲနေကိုထိုင်ဆောင်နေရတယ်လို့ပဲလို့အထိဒေသခံကဆိုပါတယ်စစ်ကောင်စီတက်ဟာမန္တလေး PDF ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမတရားမြို့နယ်နဲ့စင်ကူးမြို့နယ်တဲကနေမျိုးတွေကိုပြန်ရဖို့ ြေပြင်ကနေအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့လေကြောင်းကနေလည်းတက်ခိုက်မှုတွေကိုအရှိန်မြင့်လာတာပါမတရားဆင့်ကူတပိတ်ချင်းမြို့နယ်တွေမှာတနေ့ထက်တနေ့တိုက်ပွဲတွေပုံမပြင်းထန်လာနေတာကြောင့်လူထုအနေနဲ့လည်းကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်အစီအမံတွေလှုပ်ဆောင်ထားကြဖို့မန္တလေး PDF ကနိုဝင်ဘာလ10ရက်နေ့မှာမြစ်တာရက်ခံထားပါတယ်လက်ရှိမှာလည်းမတရားမြို့နယ်အရှိချမ်းနဲ့မြို့ရဲ့မြောက်ဘက်ကကြီးရွာတွေကိုအင်အားထောင်ကျော်သုံးပြီးစစ်တပ်ကအထူးစစ်စင်နေတာဖြစ်ပြီး ဒေသခံအများအပြားစင်ကူးမြို့နယ်ဘက်ကိုထွက်ပြေးနေရတယ်လို့သိရပါတယ်ရှင်။ကိုကန်တက်တအန်းတက်တို့နဲ့အပြစ်ရဲဆဲပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေအရှိန်မြင့်လာပြီးဒီနေ့မနက်မှာပဲရဲတေတောင်မြို့နယ်ကိုထပ်မံဘုံကျဲသွားလို့အရသာထိခိုက်သိမ်းဆုံးမှုတွေရှိနေပါတယ်။ရဲတေတောင်မြို့နယ်ဘားတလေရွာကိုစစ်ကောင်စီကဒီနေ့နိုဝင်ဘာ15ရက်နေ့မနက်10:00မိနစ်ခန့်မှာ Jet Fighter နဲ့ဘုံကျဲသွားခဲ့တာပါ။စစ်တပ်ဘုံကျဲမှုကြောင့်ဘားတလေရွာကအရသာ9ယောက်ထိခိုက်ဒဏ်ရာရပြီး နှစ်ယောက်သေဆုံးခဲ့တယ်လို့ရခိုင်တရိုင်းရမြကပြောပါတယ်စစ်ကောင်စီတပ်ဟာဘာထလီရွာအပြင်နွားတင်ကုတ်ရွာကိုလည်းထပ်မံပုံကျဲခဲ့တာကြောင့်အရက်သား၃ယောက်ထပ်မံသေဆုံးပြီးစစ်စုပေါင်းသေဆုံးသူ၅ယောက်ရှိလာပါတယ်အေအေထင်းချုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီကအော်တိုဗလာ31ရက်မှာစစ်အုပ်ချုပ်ရေးထပ်ကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတာပါနိုဝင်ဘာလ9ရက်ကလည်းပုံနှကျွန်းနဲ့မင်းပြမြို့နယ်ကိုလေကြောင်းနဲ့လက်နက်ကြီးတုံးပြီးပြတ်ခတ်ခဲ့လို့အရက်သား3ယောက်တိတ်ဆုံးခဲ့ပါတယ် စစ်ကောင်စီဟာရှမ်းမြောက်မှာဂိုကန်တပ်တအားတပ်တို့နဲ့အပြစ်ရဆဲပြီးတဲ့နောက်စစ်စင်ရဲ့နေမြေတချို့ကျုပ်သွားတာကိုအခွင့်ကောင်းယူပြီးလေကြောင်းတက်ခတ်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းကံမလူမြို့နယ်တောင်ဘက်ချမ်းမှာစစ်ကောင်စီတပ်ထုစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံစစ်ရေးတရံရင်မြတ်တွေကပြောပါတယ်။နိုဝင်ဘာလ12ရက်ကရင်းတိုက်ရွာအနီးမှာစစ်ကြောင်းပြတ်သွားတဲ့အထိတိုက်ခိုက်ခံခဲ့ရတဲ့နောက် စစ်ကောင်စီကကမ်းဘလူးမြို့ပေါ်ကနေအင်အားတရာထက်မနည်းဖြည့်တင်းပြီးကာဘိုးရဘက်ကိုစစ်ကြောင်းထတ်တိုးလာတယ်လို့ဆိုပါတယ်စစ်ရေးတရမ်းရင်မြက်ကစစ်ကောင်စီဟာကာဘိုးရမှာအရင်ရှိထားတဲ့အထိုင်နဲ့မြို့ပေါ်ကနေထပ်ဖြည့်ထားတဲ့အင်အားနဲ့ဆိုရင်အင်အား250လောက်တုံးထားတယ်လို့ပြောပါတယ်လက်တလုံးမှာတိုက်ပွဲဆက်ဖြစ်နေပြီးလုံခြုံရေးအရာအနေအားအခြေအနေကိုမပြောနိုင်သေးဘူးလို့ကမ်းဘလူးခရိုင်စစ်ရေးတရမ်းရင်မြက်တို့ကဆိုပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကမ်ဘလူခင်းဦးရေဦးဒဇယ်မြို့နယ်အဆက်နေရာတွေမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်အထူးသတိပြုဖို့လဲဒေါ်လင်းအင်အားစုတွေကတိုက်တွန်းထားပါတယ်။နိုဝင်ဘာလ12ရက်ကကမ်ဘလူမြို့နယ်ကာဘိုးရွာကနေရင်းတိုက်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကောင်စီတပ်ဂျားဖက်တခိုက်ခံရပြီးဒေသုံးသူအယောက်90ခန့်ရှိကြတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တုပ်ပန်း15ရောက်ကိုလည်းအရှင်ဖမ်းမိကြတာပါအဲ့ဒီဂျားဖြတ်တက်ခတ်မှုမှာလက်နက်ခရမ်းတွေလည်းရရှိကြတယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးတော့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စစ်တပ်အကြီးအကဲကိုရာသပန်ပြည်ထောင်ကင်းလွှတ်ခွင့်ပြုဖို့ပါကစ္စတန်လွှတ်တော်ကအမဲခွဲအတည်ပြုခဲ့ကြောင်းသိရပါတယ်။ပါကစ္စတန်မှာစစ်တပ်ဟာအောဇာအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးနိုင်ငံရေးမူဝါဒတွေအပေါ်မှာလည်းခြေလှယ်နိုင်စွမ်းကြီးကြီးမားမားရှိပါတယ်။အခုသတင်းပတ်မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အဆိုပြုချက်တွေကိုလွှတ်တော်ကအမဲပေးဆုံးဖြတ်ခဲ့ပြီးစစ်တပ်အကြီးအကဲအာဆင်မူနာအတွက် နောက်ထပ်လုံပိုင်ခွင့်ပါဝါအသစ်တွေအနှင်းလိုက်တဲ့အပြင်ရာသပံပြတ်ထန်ကင်းလို့ခွင့်ကိုပါပြဋ္ဌာန်းအတည်ပြုပေးလိုက်တာပါလွတ်တော်ရဲ့အတည်ပြုချက်အရမူနာဟောသူအသက်ရှင်နေသမျှအကာလပတ်လုံးဟန်းစီတာတရားဆွဲဆိုတာတွေကိုခံရတော့မှာမဟုတ်ပါဘူးတစ်ဖက်မှာတော့ဒီကိစ္စဟောအာနာရှင်လန်းစင်စီဥတည်နေတယ်လို့ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြင်ဆင်သတ်မှတ်ချက်အရပါကစ္စတန်ရဲ့တရားစီရင်ရေးကဏ္ဍမှာကြီးမားတဲ့အမူအရအပြောင်းအလဲတွေလည်းရှိလာတော့မှာပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကိုထောက်ခံသူတွေကတော့ဒီသက်မှတ်ချက်ကြောင့်စစ်တပ်ရဲ့ဖွဲ့စည်းပုံနဲ့လုံပိုင်ခွင့်တွေမှာပုံမိုရှင်းလင်းပြတ်သားတိကျတဲ့အခြေအနေမျိုးကိုထောက်ပံ့ပေးနိုင်ပြီးမလိုလားအပ်တဲ့တရားရေးအရှုပ်အထွေးတွေကိုရှောင်ကွင်းနိုင်မယ်လို့ပြောပါတယ်။နျူကလ িয়ার လက်နက်ပိုင်ပါကစ္စတန်နိုင်ငံရဲ့နိုင်ငံရေးနယ်ပယ်မှာတော့စစ်တပ်ဟာနောက်ွယ်ကနေအဓိကခြေလှယ်တဲ့အင်အားစုအဖြစ်နှိရှေလာများရပ်တည်နေတာပါ။တခါတလေမှာတော့အဲ့ဒီအာဏာနဲ့လုံပိုင်ခွင့်တည်မြဲဖို့အတွက် စစ်အာဏာသိမ်းတာမျိုးတွေလည်းရှိခဲ့ပါတယ်။အခုဥပဒေအပြောင်းအလဲကတော့ပါကစ္စတန်ဆိုတာအရက်သားနဲ့စစ်တပ်ပူးတွဲအုပ်ချုပ်နေတဲ့နိုင်ငံဆိုတာပိုပြီးမြင်သာသွားစေတယ်လို့နိုင်ငံရဲ့အကဲခတ်တချို့ကပြောပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမှာတော့လက်ရှိသမရဟာလည်းရာသက်ပံပြစ်မှုပြစ်ဒဏ်ကင်းလွန်ခွင့်ကိုခံစားရရှိမယ်လို့သတ်မှတ်ထားပါတယ်။အဲ့ဒီအဆိုပြုချက်ကိုလွှတ်တော်အမတ်၃ပုံ၂ပုံကထောက်ခံမဲ့ပေးပြီးအတည်ပြုခဲ့ကြတာပါ။နိုင်ငံအချို့မှာဒီမိုကရေစီစနစ်နဲ့အညီရွေးကောက်တင်မြှောက်ထားတဲ့သမရတွေကို ရာသပန်ပြည်ထောင်ကင်းလုံခွင့်ပြုတော်မျိုးရှိနေပြီဖြစ်ပေမဲ့သမရနဲ့ဒန်းတို့စစ်တပ်အကြီးအကဲကိုပါအခုလိုအခွင့်အထူးမျိုးပေးအပ်တာကတော့ရှားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ2020ကတည်းကပါကစ္စတန်ကြီးတပ်ရဲ့အကြီးအကဲဖြစ်တောင်းဝန်ယူခဲ့တဲ့မူနာရဲ့လက်အောက်ကိုရေတပ်နဲ့လေတပ်ရဲ့အစီမံခန့်ခွဲခွင့်တွေပါရောက်ရှိသွားမှာပါ။တနည်းအားဖြင့်မူနာဟာလက်နက်ကင်တပ်အားလုံးရဲ့အကြီးမှုအဖြစ်လုံပိုင်ခွင့်ပိုပြီးတိုးမြှင့်ရရှိသွားမှာဖြစ်ပါရဲ့ရှင်။ ထင်မြတ်ထုတ်မှုတွေနဲ့လူကုန်ကူးမှုတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဈေးပွားရေးလုပ်ငန်းရှင် Jeffrey Epstein နဲ့ American သမ္မတဟောင်း Bill Clinton တို့ကြားဆက်ဆက်မှုတွေကိုစုံစမ်းပေးဖို့တရားရေးဝန်ကြီးဌာနစီတောင်းဆိုမယ်လို့ American သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ Trump ကိုယ်တိုင်ကလည်းအတိတ်မှာ Epstein နဲ့ရင်းနှီးခဲ့သူတူပါ2019တုန်းကအချင်းခန်းထဲမှာကိုကိုကိုအဆုံးစီရင်သွားတဲ့ Epstein ဟာတခြားထင်ရှားကြော်ကြတဲ့နိုင်ငံရေးသမားတွေဈေးပွားရေးလုပ်ငန်းရှင်တွေ အနုပညာကျေဝွင့်တွေနဲ့လည်းတည်ကျွမ်းခဲ့သူပါအသက်မပြည့်သေးတဲ့မင်းကလေးတွေပေါ်လည်းအမျက်ထုတ်တာလူကွန်ကူရာတွေနဲ့ပတ်သက်လို့ Abstain ကိုတရားစီရင်စစ်ဆေးထားတဲ့အမှတ်တမ်းတွေကို Abstain Fine လို့ခေါ်ဝေါ်ပါတယ်အားလုံးကိုအပြည့်အဝမထုတ်ပြန်သေးပဲကန့်သက်ထိန်းသိမ်းထားတဲ့အဲ့ဒီအမှတ်တမ်းတွေထဲမှာ Trump နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့ Trump တမရမဖြစ်လာခင်က Abstain ရဲ့မကောင်းမှုတွေမှာဆက်နွယ်ပါဝင်ခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးတွေကိုတော့မတွေ့ရသေးပါဘူး ထရမ်ကတော့ abstain fine တွေနဲ့ဆက်ဆက်ပြီးသူ့ကိုနာမည်ဖျက်ဖို့ကြိုးစားနေတာမှန်သမျှဟောင်းအတိုက်အခံ Democratic Party ရဲ့နိုင်ငံရေးထိုးနှက်ချက်တစ်ခုသာဖြစ်ပြီးသူကဘာအမှားမှမရှိခဲ့ဘူးလို့အချင်းချင်းပြောထားမှုပါတယ်အခုတော့ထရမ်က Democratic Party ကိုစားပြုတ်သမရဟောင်း Clinton နဲ့တခြား Democratic Party ဝင်တချို့က abstain နဲ့အဆက်အသွယ်ပတ်သက်ခဲ့တာတွေကိုစုံစမ်းဖော်ထုတ်ပေးဖို့တရားရေးဝန်ကြီးဌာနနဲ့ Federal ထောက်လှမ်းရေး Bureau FBI ကိုတောင်းဆိုထားကြောင်းပြောကြားခဲ့ပါတယ် တရားရေးဝန်ကြီးဌာနကလည်းဗန်တချို့နဲ့ထင်ရှားတဲ့ဒီမိုကရက်တစ်နိုင်ငံရေးသမားတချို့ကတပ်ငယ်မတိန်သမားစီးပွားရေးလုပ်ငန်းရှင် Upstate နဲ့ဆက်ဆက်နိုင်ခြေတွေကိုစုံစမ်းရှာဖွေသွားမယ်လို့အတည်ပြုခဲ့ပါတယ်။တရားရေးဝန်ကြီးလည်းဖြစ်တဲ့အရှိနေချုပ်ပန်ပွန်ဒီကသူ့ရဲ့ဝန်ကြီးဌာနဟာစုံစမ်းစစ်ဆေးမှုတွေကိုထိထိရောက်ရောက်လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ Upstate Foundation ကထောင်ထဲချတဲ့ email တွေကို American လွှတ်တော်ကထုတ်ပြန်ခဲ့တဲ့နောက် Trump ကအခုလို တုံ့ပြန်လာတာပါ။အဲ့ဒီတဲက email ချုပ်မှာ ထရမ့်ကိုယဉ်ညွန်းထားတာတွေပါဝင်ခဲ့ပေမဲ့တခုခု အပြစ်ရှိပါတယ်လို့လက်စုပ်လက်ကင်တက်တေပြလို့ရတဲ့အချက်လက်တွေတော့မပါဝင်ခဲ့ပါဘူးဒီမိုကရက်တစ်ပါတီဝင်တွေကတော့ထရမ့်ဟာသူနဲ့အပ်စတိန်ကြောင့်အဆက်ဆံရေးအကြောင်းနှစ်နိုင်ချွတ်ချွတ်မေးခွန်းထုတ်တိုင်းရှောင်လွှဲနေတယ်လို့စွပ်စွဲထားပါတယ်ထရမ့်ကတော့သူဟာကလင်တန်နာမကပဲ JP Morgan Chase Bank ဘန်ဒါယေဝန်ကြီးဟောင်း Larry Sandman LinkedIn 2000 Rich Hall Man တို့ကိုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးပေးဖို့ ဖွန်ဒီစီတောင်းဆိုထားတာပါဟော့မန်ကဒီမိုကရက်တစ်ပါတီရဲ့အဓိကအလှရှင်တူပါထရမ့်ကအက်စတိန်ကိုရိုင်ဟာဒီမိုကရက်တစ်ထောက်ခံသူတူဖြစ်ပြီးလက်ရှိကိစ္စဟာဒီမိုကရက်တစ်ရဲ့ပြဿနာဖြစ်ကြောင်း Republican Party နဲ့မဆိုင်ကြောင်းလူမှုကွန်ရက်မှာရေးသားထားပါတယ်ဒီမိုကရက်တစ်အားလုံးကအက်စတိန်အကြောင်းကိုသိကြကြောင်းဒီတော့မစီမဆိုင်သူ့အပေါ်လာပြီးအာယုံဆိုင်ရင်အချိန်မပြုံးတင်ကြောင်းသူ့မှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ရမယ့်တာဝန်တွေရှိနေကြောင်းလဲထရမ့်ကဆိုပါတယ် JP Morgan Chase Bank ရဲ့ပြောရေးဆိုခွင့်ရအရာရှိတူကတော့ Abstain နဲ့စီးပွားရေးအတူတွဲလုပ်ခဲ့ဘူးတာတွေအတွက်အနောက်နိုင်ရာကြောင်းဒါပေမဲ့သူ့ရဲ့အစိုးရတဲ့လောက်ရတွေမှာတော့ဘယ်လိုပါဝင်ပတ်သက်မှုမှမရှိခဲ့ကြောင်းဖြေရှင်းပြောကြားထားပါတယ်ရှင်။ရေတပ်ထိတ်တန့်အရာရှိဟန်ဆောင်ပြီးခက်တတီအခမ်းအနားတက်ခဲ့တဲ့အမျိုးသားတယောက်ကိုဗြိတိန်မှာစစ်ဘက်အရာရှိအယောင်ဆောင်မှုနဲ့တရားစွဲဆိုထားလိုက်ပါတယ်။အသက်64နှစ်အရွယ်ဂျိုနသန်ကာလီဟာဝယ်လ်ပြည်နယ်မြောက်ပိုင်းဒေသခံသူဖြစ်ပါတယ်။ သူဟာနိုဝင်ဘာလ9ရက်နေ့တုန်းကဒေသတွင်းမှာရှိတဲ့လာလန်ဒွန်းနိုမြို့မှာကျင်းပတဲ့ပထမကမ္ဘာစစ်ကြာဆုံးစစ်သည်များအောက်မေ့မှုအခမ်းအနားကိုရေသက်တင်တော်ပတိပွဲတက်ယူနီဖောင်းဝတ်ပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။လူမှုကွန်ရက်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေထဲမှာတော့ကာလီဟာကိုတိုင်းနဲ့တိတ်မကိုက်တဲ့နတ်ပြာရောင်ယူနီဖောင်းကိုဝတ်ဆင်ပြီးရင်ဘတ်မှာလည်းဂွန်ပြုတ်စုတွေကိုချိန်ဆွဲထားခဲ့တာတွေ့ရပါတယ်။နောက်တော့ဝီလ်ရဲတပ်ဖွဲ့ကသူ့ကိုအခွင့်မရှိဘဲစစ်တပ်ယူနီဖောင်းဝတ်ဆင်မှုနဲ့ဖမ်းဆီးပြီး ဆွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ကာလီကိုထိန်းသိမ်းခဲ့တယ်ဆိုတဲ့ကိစ္စကိုဝီလီယက်တောက်ဖွဲ့ကနိုဝင်ဘာလ14ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။သူစီကနေရေတပ်တင်တော်ပတိဝတ်စုံရွှေချီထိုးအရာရှိအုပ်ထုံးနဲ့ရောင်စုံဂွန်ပြုစုတစိအ12ခုကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။အရေးကြီးအခမ်းအနားတစ်ခုမှာတကယ်အရာရှိမဟုတ်တဲ့လူတစ်ယောက်ကစစ်ပတ်အရာရှိကြီးပုံစံနဲ့တက်ရောက်ခဲ့တယ်ဆိုတာကလူတို့ကိုစိုးရိမ်စိတ်ပူစေမယ်ဆိုတာကောင်းကောင်းနားလေကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ကာလီကိုလာမယ့်ဒီဇင်ဘာလ17ရက်နေ့ကျရင်ပထမဆုံးရုံးထုတ်ဖို့အစီအစဉ်ထားပါတယ်။သူဘာကြောင့်အခုလို့လုပ်တယ်လဲဆိုတော့တော့တိတိကျကျမသိရသေးပါဘူး။1894 uniform at ဥပဒေရစစ်မှုထမ်းမဟုတ်ခဲ့ဘူးဆိုရင်တီးကြောက်ခင်ပြချက်မရပဲ။ဘယ်သူမှအစ်စ် uniform ဝတ်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားပါတယ်။ဂျူးလွန်သူဟာဒန်ငွေစတာလင်ပေါင်းတစ်ထောင်အထိခြောက်မှတ်ခံရနိုင်ကြောင်းလည်းသိရပါတယ်ရှင်။ People's Bank ကနေတင်ဆက်ပေးတဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။